မင်္ဂလာပါရှင်ဧပြီလ25ရက်တောက်ကြနေရွှေရံကုန်ရဲ့အထူးအခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့နိုင်ငံတော်တွင်73စီပြည်လည်မှုမရှိစေရန်အရန်စီများနှစ်ပတ်စာခန့်တူလောင်ထားရလို့ဆိုတဲ့သတင်းနိုင်ငံတော်တွင်73စီပြည်လည်မှုမရှိစေရန်အရန်စီများကိုနှစ်ပတ်စာခန့်တူလောင်ထားပြီးဖြစ်တယ်လို့နာဆကမှထုတ်ပြန်ပါတယ်။ တိုင်းဒေသကြီးနယ်ပြည်နယ်အသီးသီးရှိ73စီအယောင်ဆိုင်များတွင်လည်း73စီပြက်လက်မှုမရှိစေရန်စီမံဆောင်ရွက်ရရှိရလို့ဆိုပါရယ်။ငလင်ဘေးတင်ဒေသများတွင်လည်း73စီဖြန့်ပြမှုပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းအသိပေးထားပါရယ်။မန္တလေးငလင်ကြီးပြည်နယ်ပျက်စီးယိုရင်ခဲ့တဲ့73စီအယောင်ဆိုင်အချို့ကိုလည်းအမြန်ပြန်လည်ပြင်ဆင်ပြီး73စီများကိုဖြန့်ပြောင်းချနိုင်ရေးစာမျက်နှာကြောင်သိရှိရပါရယ်ရှင်။ ဆလာဒင်ဆမဲတဲ့င်းကတော့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းတပ်ထုလုပ်ငန်းများပြန်လည်စတင်ရေးဆွေးနွေးတဲ့တဲ့င်းမြန်မာနိုင်ငံရဲ့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းရင်တွင်မှတပ်ထုလုပ်ငန်းများလုပ်ပိုင်ခွင့်ပါမစ်တွေအတွက်အစည်းအဝေးတရက်ကိုဧပြီလ23ရက်ကပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာအသံပြုအသင်း IDA က24ရက်မှာပြောကြားပါတယ်။ တန်ဖြူအရင်အမြင့်ကျဲွားတဲ့ဝဒေတာအနေနဲ့တတ်ထုတွင် လုပ်ငန်းတွေပြန်လည်စတင်ဖို့ညှိကပ်လာပြီလို့ယူဆရတယ်လို့လည်းဆိုကြပါရယ် IDA ကအစီအဝေးမှာတတ်ထုတွင်လုပ်ငန်းရှင်နေမြုံနယ်သူတွေနဲ့တတ်ထုတွင်ဖြူတို့မှခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြောပါရယ်အစီအဝေးမှာတပ်တုတွင်လုပ်ငန်းတွေအတွက်ရှောက်ထားမှုတပ်ထုကြိတ်ခွဲမှုနဲ့ရှာဖွေမှုပါမစ်တွေကိုမန်ရှင်ဒေတာအတွင်းဆောင်ရွက်မှုအတွက်ရှင်းလင်းပြောကြားခဲ့ကြောင်းလည်းသိရပါပါတယ်ရှင်။ ထမတ်တင်ဆက်မဲ့တဲ့ရင်ကတော့အေအမျိုးသမီးတပ်ဖွဲ့ဝင်တွေကမွတ်စလင်အမျိုးသမီးတွေကို၎င်းတို့အဖွဲ့တွေဝင်ဖို့စီရင်မှုတွေပြုလုပ်နေတယ်လို့ဆိုတဲ့တဲ့ရင်အေအမျိုးသမီးတပ်ဖွဲ့ဝင်တွေကရခိုင်ပြည်နယ်ထဲမှာနေထိုင်ကြတဲ့မွတ်စလင်အမျိုးသမီးတွေကိုအမျိုးသမီးရေးရာကောင်းစင်တက်ပြီးအေအဖွဲ့တွေဝင်ဖို့စီရင်မှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့ကပြောကြားသိရပါဗျာ။ အမျိုးသမီးများစွမ်းဆောင်ရေးမြန်မာလာရေးဟောပြောခွင့်ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်တဲ့အဲ့ဒီစီရုံမှုတွေကိုအရက်ဝတ်တွေဝစ်ဆင်ထားတဲ့အေးအမျိုးသမီးတပ်ဖွဲ့ဝင်တွေကဘူဒီတာမောင်တော်ညာဦးနဲ့ကြောက်တော်မြို့နယ်တွေမှာအခုဧပြီလအစောပိုင်းကတည်းကပြုလုပ်နေကြလို့ဆိုပါရယ်အေးအမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ပြောဆိုစီရုံမှုတွေထဲမှာ ရခိုင်မွတ်စလင်မခွဲကြပဲရခိုင်ပြည်မှာနေထိုင်ကြတဲ့လူမျိုးတိုင်းဓာတ်နုအခွင့်အရေးရရှိဖို့နဲ့တိုင်းပြည်တိဆောက်ရမှာကြောသားရင်သားမခွဲကြပဲတနိုင်တဲ့ဘက်ကပါဝင်ပေးဖို့ပြောဆိုစည်းရုံးနေကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အမျိုးသမီးများအတွက်ဗယံအတင်နဲ့ဖွင့်လှစ်မယ်ဆိုတဲ့သတင်း အမျိုးသမီးများအတွက်ဘယံတင်တဲ့အဖြစ်နှစ်ပတ်ကြာတင်ကြားသွားရန်စီစဉ်ထားပြီးလက်တလောမှာ၎င်းတင်တဲ့တယောက်လူသူများအတွက်စရင်လက်ခံနေလျက်ရှိကြောင်းမြန်မာနိုင်ငံစားလို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအချုပ်မှသိရပါတယ်။အဆိုပါအတင်တဲ့မှာမြန်မာနိုင်ငံစားလို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအချုပ်ရဲ့ဤပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကပထမအကြိမ်ဖြစ်စတင်ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်ပြီးနှစ်ပတ်ကြာတင်ကြားပေးသွားမှာဖြစ်တယ်လို့အခမဲ့ဖွင့်လှစ်သွားမယ်လို့လည်းဆိုပါတယ်။အမျိုးသမီးများအနေနဲ့ဘယံလုပ်ငန်းတက်မြောက် ကအလောက်ကန်အခွင့်အလမ်းဖန်တီးနိုင်ရန်အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီးအသက်18နှစ်ကနေ35နှစ်အတွင်းရှိကမူလာရန်အောင်ပညာရေးချင်းရှိသူဖြစ်ရန်သတ်မှတ်ထားကြောင်းလည်းသိရပါပါတယ်ရှင်။ကျမရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များပါဝင်နိုင်ငံတော်ရှိထကြပြစ်စင်များကိုအစင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။